ိုးကိုပဲတက်တယ်နော်ခိုးပြင်ဦးလေးမှာလဲခိုးကိုပဲတက်တာစစ်တက်ဘာမှစစ်မှုရန်အဲအသေးသေးခိုးနေကြမလို့မြန်မာပြည်မှာမြေလို့မြေရိုင်းနေရှိတယ်ဟေးအောင်ပေး20 30ပေးလိုက်မယ်နော်မင်းတို့စစ်မှုထမ်းကလာလက်မထိုးမင်းပေပေဗမာလေထိုးကြည့်哦ပေ20 30မြေကွက်ခရံနဲ့ထုတ်ပေးလိုက်မြန်မာပြည်မှာမြေလို့မြေရိုင်းနေအများကြီးရှိတယ် အမြန်တမ်းဆိုလို့ရှိရင်သွားကြည့်တာအဲ့မှာကန္နာယာဒေါ်ရီကဘာလို့ထားရတော့အဲ့မှာကြောမစစ်စင်းသားတွေကိုစင်းရီးသားတွေကိုဟာမတေးတေးအောင်ဒေတွဲတွေကိုပုတ်နေတဲ့ယူပွိုင်းနော် ားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရောဒီမှာဒီနေ့2025လေးလပိုင်း18ရက်နေ့မနေ့ကင်းသတင်းထုတ်တွေကိုတင်ဆက်ပေးရမယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ရန်ကုန်မြို့ပြည်သူ့ရင်ပြည်တွင်ပြုတ်လောက်နေသောလမ်းလျှောက်တကြံသောသူအယောက်လေးပတ်ခဲ့တဲ့လူငယ်တောင်းဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ဗိုတာဆွေဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရတဲ့လူငယ်တောင်းဦး၏မိတ်ဆွေတို့ကပြောဆိုပါတယ်ဒါကနောက်မှပြပြီးတော့နားထောင်ကြည့်အောင်ရုတ်တက်ဖန်တဲ့တကွနောက်တစ်ခုကရင်ပြည်နယ်ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြော့နဲ့ကြောင်တော့မြော့နွားချံကောင်ကြီးပေါ်တော့စစ်တကလက်နှစ်ကြီးပြက်လက်နှစ်ကြီးများပြန်ပြက်ခွက်ရံမှာစပေးရှောင်းရံပြင်းရှင်နေတဲ့ ဘာပေါ်တော့လင်းနေကြီးကြောက်ရော့ပောက်ကွေးပြီးတော့အနေဆုံးပြည်သူဇေဦးဒေဆောင်ကြောင်းစပေးရှောင်ရက်ကိုကိုငီကေစရဲ့လုံနေတဲ့တချို့ကပြောဆိုထားပါတယ်ဒါကိုအရင်ဆုံးနားထောင်ကြည့်အောင်အခုချိန်မှာကိုကရိတ်မြို့မှာကိုနေကိုကရိတ်မြို့နေမှာဆိုလို့ရှိရင်တပ်ပွဲကပြင်းထန်နေတယ်အရကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့တပ်ပွဲဖြစ်နေတယ်ဆိုတော့ဒီဟာကိုစစ်ကောင်စီကကျွန်တော်ပြည်သူတွေကစပေးရှောင်ဖို့သွားနေတဲ့အချိန်မှာပြင်ဆင်နေတဲ့အချိန်မှာစစ်ကောင်စီကလင်းနေကြီးနဲ့ပြစ်ခတ်လိုက်လို့ အာဆေဦးထက်မနေကိုဒေဆုံးနေလို့သိရှိရတာကိုအယူဆောင်ခေတ္တမီဒီယာကကိုနိုင်ငံတင်ဆက်ပြတာကိုအယူဆောင်နားထောင်ကြည့်အောင်ပါအချင်းဖက်စကောင်စီကနိုင်ငံတကာကိုလူကြောက်ကောင်းအောင်သူတို့စစ်တပ်ဘက်ကအပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာတော့လေချောင်းတက်ခိုက်မှုတွေကိုအဆက်မပြတ်လုပ်နေရမှာဒီကနေ့မြန်မာနှစ်တကူတကြံအတက်နေမှာပဲဂင်းပြည်နယ်ကော့ဂရိတ်မြို့နယ်ကကြုံတုံးမြို့ကိုလေချောင်းတက်ခိုက်မှုတွေလုပ်နေပြီး မနေ့ကလက်နက်ကြီးနဲ့ပစ်ခတ်မှုမှာလေစစ်ဘေးရှောင်ကာစီဘော်ကိုကြက်ရောက်ပောက်ကွဲသွားတဲ့အတွက်ပြည်သူ၁၀ဦးဝင်းကျင်တေဆုံးထားတယ်လို့စစ်ဘေးရှောင်တွေကိုကူညီနေသူတချို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ဒီနေ့ဧပြီလ16ရက်နေ့ဖြစ်တဲ့ကြံအတက်နေ့မနက်ပိုင်းမှာတင်းအကြံဖက်စကောင်းစီတက်ကကျင်းပြင်းနဲ့ကော့ကရစ်မြို့နယ်ကြုံတိုးဒေသခြေရွာတွေကိုလေနဲ့လာပြီးဘုံတွေအစမပြတ်ကျဲချတိုက်ခိုက်သွားတယ်လို့လေ GNL သတင်းရှင်းမြစ်ကပြောထားပါတယ်။ဒါပြင်ဧပြီလ16ရက်နေ့ဖြစ်တဲ့မနေ့ကကြံအချက်နေ့ကလည်း ဂျပန်စကောက်စီတက်ဟာအဲ့ဒီကော်ဂရိတ်မြို့နယ်ဂျုံတို့မြို့ကနွားချန်ကုန်းချေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်စပေးရှောင်မှုပြင်ဆင်နေတဲ့ပြည်သူတွေရဲ့ကားပေါ်ကိုလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲသွားပြီးပြည်သူ၁၀ဦးဝင်းကျင်တိတ်ဆုံးခဲ့ရတဲ့အပြင်ကျန်တဲ့ဒေသခံပြည်သူတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့စပေးရှောင်တွေကိုကူညီနေသူတချို့ကပြောထားပါတယ်ခင်ဗျ။อืมကဲဆိုတော့ဒါကတော့စက်ကောင်စီကဘယ်လိုပဲအပြည့်ရက်ပါတယ်လေပြောသူတို့ရဲ့လော့ဆီယာရှိတာသူတို့ဂျမ်ဖက်ဆီယာရှိတာကဆက်ပြီးတော့လော့မှာဖြစ်ပါတယ် ျွန်တော်ပြည်သူတွေအနေနဲ့သတိထားဖို့လိုနေတယ်အခုဒီကရင်ပြည်နယ်သားမကပါဘူးကန်ကိုမြို့နေတော့အဲ့ဒီကလေးအကြမ်းမှာရှိနေတဲ့ရွာတွေကိုစစ်ကောင်စီကလိန်နဲ့ဘုံလိုက်ကြီးမှုတွေလုပ်နေတယ်ဆိုတော့နေရာစစ်စစ်ကြောင်ထုမှုတွေလည်းလုပ်နေလို့ဆောင်နေပါတယ်ပြည်သူတွေလည်းထိခတ်သေးဆုံးမှုတွေရှိနေလို့ကျွန်တော်ကြားသိရပါတယ်ဒါကစစ်ကောင်စီကတော့ဘလို့ပဲအပြည့်အစုံပြောပြောသူတို့ရဲ့ထုံးစံတမ်းမြို့မှမှုကတော့အသိရှိနေတယ်အမေရန်ရုတ်မှမှာဖြစ်ပါတယ်ပြည်သူတွေအနေနဲ့တရိပ်ထားရမှာဖြစ်ပါတယ် နောက်တစ်ခုကခုနကျွန်တော်တင်ဆက်ပေးတဲ့ရန်ကုန်မြို့ကပြည်သူရင်ပင်ကပြုတ်လုံနေတဲ့လမ်းလျှောက်ကြံပွင့်မှာတော်ရော်တယောက်နေတဲ့လူငယ်သုံးဦးကိုစစ်မှုထမ်းဖို့အတွက်စစ်တပ်ကပိုတာဆွေးဖမ်းဆီးနေတဲ့အကြောင်းတွေကိုကိုနိုင်ငယ်ပြင်ပြီးတော့နားထောင်ကြည့်အောင်နော်ရန်ကုန်မြို့ပြည်သူရင်ပင်ကလမ်းလျှောက်ကြံတော်ရော်လက်ပတ်တဲ့လူငယ်တွေတဲကမောင်ဖြိုးကိုစင်အပါဝင်လူငယ်သုံးဦးဟာရန်ဖြစ်ပြီးအပြန်ရင်ပင်ထိတ်မှာပဲ အဲဒီလူငယ်၃ဦးကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းရမယ်ပြောပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်၃ဦးရဲ့မိတ်ဆွေကိုတိုင်ရန်ကုန်ခေတ္တကိုအတိပေးပြောဆိုလာပါတယ်။음ဖြစ်စဉ်ကတော့ဧပြီလ15ရက်နေ့ဖြစ်တဲ့မနေ့ကတကြံအကျက်နေ့မှာပဲလိုင်တရာမြို့နယ်တီရိဇေယလမ်းမှာနေတဲ့မောင်ဖြိုးကိုစင်တဲ့တငယ်ချင်းတစုဟာရန်ကုန်မြို့ပြည်သူရင်မြင်ကလမ်းလျှောက်တကြံကိုတွားရောက်လက်ပတ်ခဲ့ကြတယ်ဆိုပါတယ်။ အဲ့ဒီမှာရေကစားရင်းနဲ့မောင်ဖြိုးကိုစင်တို့အုပ်စုနဲ့တခြားလူငယ်အုပ်စုတွေကြားအရက်မူပြီးခိုက်ရန်ဖြစ်ပွားခဲ့ကြပြီးတဲ့နောက်မောင်ဖြိုးကိုစင်တို့လူငယ်တစုဟာပြန်ထွက်လာတဲ့အချိန်မှာပဲပြည်သူယဉ်ပြင်ထိတ်မှတဲ့အရက်ဝင်းနဲ့စစ်ကောင်စီတပ်သားတွေကညီလေးတို့စစ်မှုထမ်းရမယ်လိုက်ခဲ့ဆိုပြီးကားပေါ်ကိုဆွဲတင်သွားကြတဲ့လူဖမ်းဆီးခံရတဲ့လူငယ်၃ဦးရဲ့မိတ်ဆွေကိုယ်တိုင်ပြောထားပါလိမ့်အဲ့ဒီနောက် လူငယ်သုံးဦးကိုစစ်ကောင်စီတပ်သားတွေကရွှေ့ပြီးသားစစ်သားစုဆောင်ရေးတက်ထဲခေါ်သွားပြီးစစ်မှုထမ်းဖို့လက်မှတ်ထိုးခိုင်းတယ်လို့အကယ်လို့စစ်မှုမထမ်းခြင်းရင်မူရရန်ကားမှုနဲ့ထောင်ချခံရမယ်ဆိုပြီးတော့ပါချိန်ချောက်ပြီးတော့လက်မှတ်ထိုးခိုင်းပြီးတာ ਨੇ အင်ကိုဆက်သွဲခိုင်းပြီးအဝစ်စားတွေတခါတည်းလာပို့ခိုင်းခဲ့တယ်လို့ဖန်ဆီးခံရတဲ့လူငယ်သုံးဦးရဲ့မိတ်ဆွေကိုယ်တိုင်ရန်ကုန်ကစ်တစ်ကိုအတိပေးပြောဆိုထားပါတယ်ခင်ဗျာကဲဆိုတော့ဒီဟာကစက်ကောင်စီစက်တက်တွေဘလို့ထိရုံပါလေကြောသူတို့ရင်ဖြစ်တာရင်ဖြစ်မှုနဲ့ရင်ဖြစ်မှုတွေစစ်စစ်လို့ရပါတယ် အဲ့ဒီလူအဲ့ဒီနီနာမှာရှိနေတဲ့သူတို့နဲ့ရင်ဖြစ်နေတဲ့လူတွေကိုပဲသူတွေကိုလဲနော်အရေးယူမှုတွေလောက်လို့ရပါဒါကိုလူငယ်တောင်းအုပ်ကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းရမယ်ဆိုပြီးတော့အကြက်ကန်နေတာချင်းချောင်နေတာလို့သိရပါတယ်နော်ဒီကနင်းရဲ့မျိုးမျိုးနဲ့စစ်ကောင်စီကတော့ကျွန်တော်တို့ပြည်သူတွေကိုလူငယ်တွေကိုဖမ်းဆီးမှုတွေလုဆောင်နေတာဖြစ်ပါတယ်ဆိုတော့ဒီကစစ်ကောင်စီတပ်ဖွဲ့တွေကဘလို့ထိရုတ်မာလဲဆိုတာကိုပြည်သူတွေသိစေချင်ပြီးပြီးတော့မျက်ဝေပြတာဖြစ်ပါတယ်ပြည်သူတွေအားလုံးကလည်းတိပိတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ စစ်တပ်တွေကိုအာစစ်မှုထမ်းခိုင်းပါဖမ်းဆီးပါဖမ်းဆီးပြီးတော့အင်ဂျာပေးမယ်အာအဲ့ဒီမေးကွက်ပေးမယ်ဆိုပြီးတော့အာစစ်မှုထမ်းဖို့အတွက်ခေါ်ပါဆိုပြီးတော့ရုပ်ဖောင်းကူတဲ့အိုဟစ်နေတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ကဲဘောမရုပ်စစ်တပ်ဘာမှစစ်မှုထမ်းအဲအသေးတဲ့ခေါ်နေရမလို့မြန်မာပြည်မှာမြေလို့မြေရိုင်းနေရှိတယ်။ခင်ဗျာ။ပေး20 30ပေးလိုက်မယ်။ နော်မင်းတို့စင်းဘူးထန်းကလာလက်မထိုးမေးပေပေဗမာလေထိုးကြည့်အောင်ပေ20 30မြေကွက်ခရံနဲ့ထုတ်ပေးလိုက်မြမမြမမြေလို့မြေရိုင်းနေအများကြီးရှိတယ်အမြန်လမ်းဆိုလို့ရှိရင်သွားကြည့်တာအဲ့မှာကန္နာယာဒေါ်ရီကဘာလို့ထားရတော့အဲ့မှာကြောမစစ်စင်းသားတွေကိုစင်းရေးသားတွေကိုဟာမတည်တည်အောင်ဒေတွဲတွေကိုပုတ်နေတဲ့ယူပွိုင်းနော်ဒါကနိုင်ငံတော်တော့လည်းဘာချက်လည်းမရှိဘူးနိုင်ငံတော်တော့လည်းငွေလည်းမဝင်ဘူး နိုင်ငံတော်တို့လည်းဘာမှအသုံးမကျတဲ့မြေတွေအတူမှလည်းဘာမှလှုပ်တာမဟုတ်ဘူးအဲ့ဒီမြေတွေကလည်းပဲနေဘိုလိုသားနဲ့ထိုးပလိုက်အင်းတော့ပေ20 30ရှိုက်ပြီးတော့မှစစ်တပ်ထဲဝင်မဲ့ကောင်အားလုံးပေးတယ်ကွာဆိုပြီးတော့ခရံနဲ့ထုတ်ပေးလိုက်နော်နိုင်ငံလည်းလုံခြုံမှုရှိတယ်အမြန်တမ်းလည်းလုံခြုံမှုရှိတယ်အင်းနော်အာငါတို့ရဲ့ဒါစစ်သားတွေပေ20 30ရိုက်ပြီးတော့ပေးလိုက် အမြန်တမ်းလုံခြုံမှုရှိမယ်ဒီအခုဝင်လာတဲ့စစ်သားတွေကပို့ပြီးတော့မှဝင်ကျင်လာမယ်နော်တိုင်းနဲ့ပြည်နယ်လိုက်မြေလွတ်မြေရိုင်းတွေမှာပေးလိုက်စမ်းပါစစ်တဲ့တဲ့ဘာပေါ်တာမှဆွဲရမလို့ဘာမှစစ်မှုထမ်းဆိုးရမလို့ဟုတ်ဟုတ်နော်သူကလေရောက်ခါနေနေပြီငါတို့လားကဒုံမပေးနိုင်ဘူးဘာကြောင့်လဲငါတို့ကိုယ်စင်းတော့မထိန်နိုင်သေးလို့အကြောင်းပြောကြောင်းမလို့ဟောလာမြေလို့မြန်ရန်ရှိတယ်ချလေอืมရိုက်လိုက်စမ်းပါဟုတ် အဲ့လိုမဟုတ်ခိုးဖို့ပဲတက်တယ်နော်ခိုးပြင်းဦးလေမလဲခိုးဖို့ပဲတက်တာတို့မရတော့တာနဲ့အမပါပြေပြေဘာဘာဆက်ပြစ်ကွင်းနယ်မြေကျူးကြော်တွေပါလေရှောက်ပြောနေမဟုတ်တာမဟုတ်ကောက်ကာလေอืมเนาะชอบลงเลยนะเนาะฐานะสายอะไรอล้วยต้องซ้าริชอบลงเลยပြောလို့ပေးလိုက်အခုအမြန်လမ်းမှာကန္နာယပင်နေတောင်ဝမြောက်ရောအကုန်လုံးရန်ကုန်နဲ့မန္တလေးအမြန်လမ်းကြီးမှာပေး20 30အကွက်ရိုက်ပြီးတော့ စစ်တဲ့ဝင်မလားလို့မေးလိုက်ကွာအကုန်ဝင်ပါအဲ့ဒါอืมဟမ်ကဲမရှိစင်းသားတွေကိုလစ်လို့လဲဆက်လို့ကြတော့တယောက်မှကြံကြံမပေးဘူးဒီအမြန်လမ်းမှာဒီခဏရပင်နေဘာဘာလို့ထားရတော့อืมဘ누구တွေပိုင်တာတော့ပြည်သူလူလူပိုင်တော့ပြည်သူလူလူကတော့သူကပဲစိမ့်ကုန်တော့ဘာလို့ပြောင်းမှုလို့ဘာလို့ဆိုင်ဆိုင်မှာပေါ့ကျွန်တော်လည်းမသိဘူးရတော့မဟုတ်ပြောပြတာအဲ့ဒါဘ누구ပိုင်တဲ့မြေတွေလည်းမသိဘူးဟိုတော့တောင်နေရောပေး20 30ရိုက်ပြီးတော့စစ်တပ်ထဲဝင်ခိုင်းလိုက်လေ ဘာမှစုစရာမလိုဘူးခရံထုတ်ပေးလိုက်ဟုတ်လားစစ်တရေဝင်လာဖို့ပဲလိုတာအဲဝင်လာပြီးတော့မှရောင်းစားရတယ်တန်ဖန်းအင်းကြည့်အောင်ရောင်းစားကူကဘုကခံရမှုနဲ့တကူကူနဲ့လှုပ်ပေါ့ဟုတ်လားနိုင်ငံကောင်းဆောင်ကိုလည်းအကြံဉာဏ်ပေးကြပေါ့ခမတို့အကြံဉာဏ်ပေးမဲ့လူတွေရှိတာပဲနော်ကောင်းတဲ့အကြံဉာဏ်တွေပေးရမှာအဘကိုနိုင်ငံသူနိုင်ငံသားချင်းချင်းပေးရတာဗျာဘုကြုံမူကြီးရာ နိုင်ငံသူနိုင်ငံသားချင်းပေးရတာကျွန်တော်20 30ပေးလိုက်မယ်အမအပြင်မှာလဲစစ်သားစုနေ15သိန်းလို့30တော့30လို့ပေးနေရဟောအဘကောင်နေရာလဲအဲလို့တဲ့ပတ်စံနေဟလာ30 30 120ဒီပေါက်တယ်စစ်သားတယောက်ကိုဘာလို့တော့မှောင်ရတာနိုင်ငံချင်းစိတ်တယ်မရှိတိုင်းပြည်ချင်းစိတ်တယ်မရှိလူမျိုးချင်းစိတ်တယ်မရှိတော့အဲ့တော့အစိုးရဘာလို့တင်းလဲ ်ပေးလိုက်20 30ပေးမယ်တရားဝင်ကြညာလိုက်စစ်တပ်ထဲဝင်မဲ့လူရှိရင်ရော့ခရံထုတ်ပေးမယ်ရောင်းမစားနဲ့မင်းတည်သွားရင်မင်းအတွက်အာမခံချက်ရှိတယ်နော်သူတည်သွားမှသူ့ဘာသူရောင်းရောင်းရောင်းအဲ့ဒါကိုလို့မဟုတ်ဘူးအဓိကစစ်တပ်ထဲကိုဝင်ဖို့တော့ကိုပတ်စံ20 30ဘဘူးမှလည်းရှာစရာမလိုဘူးအောက်လက်ကဟလာတရားဝင်နိုင်ငံတော်အစိုးရသတင်းမှန်မီဒီယာကနေကြေညာလိုက်ဆမ်းပါဗိုလ်ချုပ်ဆောင်မင်းထွန်းကနေပြီးတော့မှာနော် စစ်တပ်ထဲဝင်မဲ့လူကိုပေး20 30မြေကွက်ခရံပေးမယ်အိမ်တော်စုဇာနဲ့မပုံနေနဲ့အတိအကျချအင်းအလိုအလိုအကြံပေးချင်တာပါပြောချင်တာစစ်သားတွေအလိုပေါ်တာဆွဲနေတာတို့ဟိုတိန်စင်းတိန်တက်လုံနေတာတို့ပြီးရင်လုံပြီးတော့မှဟိုတိန်ပတ်စံ350ဆို300တို့120တို့နဲ့ရွေးနေတာတော့တက်မတော်ပုံကြီးလဲကြတယ်တက်မတော်လဲတိတ်ခါကြတယ် ကဲဒါကတော့တကယ်စစ်မှန်တဲ့စစ်သားကောင်းလေးရမှာမဟုတ်ဘူးဟမ်သူပြေးလေဘေးကိုပေးမယ်ခရံနဲ့မေးပြေးရတယ်အဲ့ခရံတိမ့်ပြိုင်မှာဟမ်ဒါပဲဟုတ်လားမေးတက်မတော်မှာတက်ပြေးတဲ့အထိလှုပ်သွားတာလို့တေဆုံးသွားတာလို့တက်ပြေးတဲ့အထိလှုပ်သွားရမယ်တေဆုံးသွားတာဆိုရမယ်ဗျာဒိုင်လာရလို့စေးစင်းနေပြီးတော့ဆိုရင်ရမယ်อืมဟုတ်လားဒီတဲ့ဝင်ပြီးတော့ပြေးသွားတယ်ဆိုရင်တော့ပြီးရင်အဲ့မှာရှိတဲ့သူမိပါတယ်အကုန်လုံးဖေခံလိုက် သူနဲ့ပတ်သက်တဲ့လူတွေဖယ်ခိုင်းလိုက်။နော်။တတဲ့ဝင်နေရသူ့နာမည်နဲ့ပေးထားလိုက်။အဲ့လိုလုပ်ရမှာလေ။ဒါကျွန်တော်အကြံဉာဏ်ပေးတာပါ။စဉ်းစားတာနော်ဒီကောင်လေး။ဒီကောင်လေးဘုံမှာလေအွန်လို့တည်တည်လေးတွေနဲ့စဉ်းစားကြတာ။ဆိုတော့ဒီဟာကဘုံမှာအခုလက်လောက်လက်စားတွေအာဒီလိုမျိုးအမေပံမရှိတဲ့သူတွေကိုစစ်မှုထမ်းဖို့ဒေတွန်းတဲ့ပုတ်ခန့်ပုတ်နေတဲ့ရောဖောင်းဟင်းအာဒီလိုမျိုးပြောချင်တာကရောဖောင်းဟင်းကတော့အဲ့လိုမေယာအေကမရှိတဲ့သူတွေကို အာစစ်မှုထမ်းခတ်မယ်ရှိတဲ့သူတွေကတော့မခေါ်နဲ့မခေါ်နဲ့ပေါ့နော်ဒီလိုမျိုးပြောချင်တာအလက်ကြမခေါ်နဲ့ပေါ့ဒီဟာကသူပြောချင်တာကမရှိတဲ့လူတွေကိုတေထွန်းနေပေါ့အာလဲလို့ဆက်တရက်အာတရက်လို့တရက်စားတွေကိုဒီလိုမျိုးအာစစ်မှုထမ်းခတ်လိုက်တခြားရှိတဲ့သူတွေကတော့မခေါ်နဲ့ပေါ့နော်ဒီဟာကတက်တေပဲမပြောပြောချင်တာကဒီလိုပဲဆိုတော့ဒီဟာကစေဖုံးအာစစ်တပ် lobby ရဲ့ရောဖုံးပြောဆိုတဲ့ရုတ်တန်ဖန်ကိုကျွန်တော်ကြည့်ရတာဖြစ်ပါတယ်နောက်မှပြင်ပြီးတော့နတ်ထောင်ရမယ့်သတင်းကတော့ စကန်းကလင်ကြောင့်ယဉ်ကျေးမှုအမွေနဲ့စရင်ဝမ်စေတီပုတ်ထုနယ်တသနိကအစော့အောင်တွေဘလော့ထိပျက်စီးမှုဖြစ်ခဲ့လဲဆိုတာကိုငလင်တန်နော့ဆောင်ရတဲ့တွင်ကိုဒီဘီကတင်ဆက်တာတော့ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ဆိုတော့သိရှိနားလေနားလေတဲ့စိုးစောင်းနေတဲ့သူတွေကိုမင်းမြန်ထားတာဖြစ်ပါတယ်ကျွန်တော်နဲ့တူထေချာလေးနားထောင်ကြည့်အောင်ပါ အကြောင်းရေချိန်မှုအပွင့်နဲ့ဆယ်ရင်းဝင်စီဒီပထိုးနဲ့တာသနိကအဆောက်အုံတထောင်ကျော်ပြက်စီးခဲ့ရပါတယ်။ရေချိန်မှုအပွင့်နဲ့ဆယ်ရင်းဝင်စီဒီပထိုးနဲ့အဆောက်အုံ936ခုရှိတဲ့အင်းဝဒေတာမှာတော့ငလင်ကြောင်600နီးပါးပြိုကျခဲ့ရပြီးအပြက်စီးအများဆုံးဖြစ်ခဲ့ရပါတယ်။ ။ဇကိုင်းကလေးကြောင့်ပျက်စီးသွားခဲ့တဲ့မန္တလေး၊ဇကိုင်း၊မင်းကုန်၊အမရပူရာ၊အင်းဝနဲ့ပလိတ်မြို့တွေကရှေးဟောင်းရင်ကျေးမှုအဝင်နဲ့စီးရင်ဝင်စီဒီပထိုးနဲ့အဆောက်အဦတွေရဲ့ပျက်စီးမှုအခြေအနေကိုဓာတ်ပုံမှတ်တမ်းရိုက်ကူးနေတဲ့နှလုံးသားတွေကပကံအဖွဲ့ရဲ့တာဝန်ခံဦးမျိုးဆွေတန်းကို TV သတင်းထောက်လင်းရင်ကဆက်သွယ်မေးမြန်းထားပါရရှင်။ပထမဆုံးအနေနဲ့လေဒီသကိုင်းငလင်းကြောင့်ပေါ့လေပျက်စီးသွားတဲ့ဒီရှင်အောင်အဆောက်အုံတွေဟိုဘလောက်တိရှိလဲပေါ့လေဆရာတို့ စုဆောင်းထားသလောက်ပေါ့လေအဲ့ဒီအားလေးအရင်ဆုံးပြောပြပါဦးဗျာဟုတ်ကင်းဝဒေတာတခုလေးတင်600ရှိရဗျအဲ့တော့သခိုင်းအင်းဝအမရပူရာအဲမန္တလေးပင်ရဘောနောအဲ့ဒီမှာပလိတ်အလုံးပေါင်းတစ်ထောင်နော်ရှိရလို့ပြောပါတယ်အဲ့ဒါကတော့ဟိုရှေ့မှာစင်ရက်ဖက်ကောက်တာရေရွှေအောင်သူရင်နာကောက်ထားတဲ့စင်းလေးရောပေါ့နော်ဟိုဒါပေမဲ့အာ ဘေယာအင်းနိမှုတံမှုအနုပညာတံမှုသမိုင်းတံမှုပုံမြင့်နေဆိုတာတော့မခွဲခြားရသေးဘူးပေါ့အားလုံးမောင်းတထောင်လို့ပြောလို့ရပါတယ်ညာဆိုအင်းဝပါမယ်နော်ဒီပျက်စီးသွားတဲ့ဥစ္စာတွေရောဟိုဆရာတော်နေနဲ့ဟိုဘလို့ထိမ့်သိမ့်တင်လဲဘလို့မျိုးတွေလှုပ်ဆောင်တင်လဲအဲ့ဒါအဲ့ဒါလေးလည်းပြောပြပါအောင်ဘလို့ထိမ့်သိမ့်တင်လဲတင်တယ်လဲဆိုတော့ဟိုကျွန်တော်တို့ဘလို့ပြု ြောတာတွေဘယ်လိုတွေနားဝင်မယ်တော့မသိဘူးပေါ့လေဟိုမပြည့်နှစ်ပိုင်းရှိတာပေါ့တစ်ပိုင်းကကျတော့ဟိုရှေးအောင်သူရင်သားနဲ့ဆိုင်ပြီးတစ်ပိုင်းကကျတော့ခောပကနဲ့ဆိုင်ပါပေါ့အဲတော့ခောပကပုံမှာရှေးအောင်သူရင်သားဘယ်လောက်တက်ရောက်နိုင်မလဲဆိုတာမျိုးလည်းရှိတာပေါ့ဒီရှေးအောင်သူရင်သားနဲ့တက်ဆိုင်တဲ့အခါမျိုးကတော့ဘူလာလက်ရံပြည့်ထိမ့်သိမ်းဆောင်းလျှောက်တယ်ဆိုတာထက်ဟို UNESCO guideline ရာဆိုရင်တော့အဲ့ဒါတစ်ထည့်အတွင်းမှုပေါ့ ပစ္စည်းသွားတဲ့နေရာတွေမှာလေအဲ့တော့ဆိုတော့ဥပမာလွယ်လွယ်ပြောရရင်မင်းနုအုပ်ချောင်းပေါ့နောက်ချိုင်းကြီးရဲ့ပြူချသွားတယ်သို့သောရှေ့မှာအမရပူရခေရဲ့စိန်တော်မန်းတွေအမှုပညာလျာပန်းတွေလျှမ်းကြီးတွေကပန်းတွေဒါတွေကခြံငယ်သေးတာကိုခြံငယ်တော့ကျွန်တော်တို့သဘောရဆိုရင်တော့အဲမင်းနုအုပ်ချောင်းနောက်ကအပစ္စည်းကိုရှင်းရှင်းပြီးတော့ရှေ့ရဟာကိုဘင်းချုပ်စနေကြသက်သက်ရရနဲ့နောက်ဟာကိုပဲနိုင်အောင်ထိမ့်ပေါ့နိုင်အောင်ထိမ့်ပါဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာလဲဟိုနောက်အစ်အစားထိုးရင် စ်နဲ့ဟောင်းနဲ့မတွဲဆက်တဲ့ပြဿနာလည်းရှိပုံရပါတယ်ဒါလိုဖြစ်လိုက်ရင်လည်းအဲ့လိုဟာမျိုးကအဲ့ဒီအတိတ်တွေအမြန်ပြတ်တာမျိုးများများနေရလေ။အဲ့တော့အဲ့ဒီနမ်ရယ်အနေအကြောင်းကြီးကိုနောက်ကရှင်နောက်ကိုကျွန်တော်တို့သဘောရဆုံးတော့ပြန်မဆောက်ချင်းကိုရှိ ਉਹ ပဲသူလည်းငလင်တန်းခံခဲ့ရတယ်ဆိုတော့တမိုင်းညောင်းကိုပြိုင်နေရှိရနေပြီးတော့မိထုတ်ပြပေါ့။အပြင်မှာမင်းတို့အကြောင်းပူဆန်နေရတော့လှုပ်ချလှုပ်ပေါ့။ဒီလိုမျိုးဖြစ်စေချင်တာပေါ့ကျွန်တော်တို့ကတော့။ အဲထဲမှာဟောဒီ UNESCO ကဟိုဘောလေးအတိမတ်ပြုထားတဲ့အဆောက်အုံတွေရောပါလားဘောလေးပျက်စီးတဲ့အထဲမှာရောဆရာအဲ့ဒါလေးလည်းပြောပြပေါ့။အဲ UNESCO ကဒီရှေ့ဟောင်းရင်းနေမှုဟိုညတံမိုးရင်းမှုတံမိုးတမိုင်းတံမိုးရှိတယ်ဟို authentic ဖြစ်တဲ့ဟာတွေကိုအတိမတ်ပြုပြီးသားပါအဲ့ဒါမျိုးတွေအများပါတယ်ပါပါတယ်အဲ့ဒါလေးလေ။ဟို UNESCO ကအကူအညီတွေရောရလားဆရာ။ကျွန်တော်တို့ ਨੇ ဒီတဲ့နီးစတဲ့ UNESCO ပညာရှင်တွေကတော့သူတို့ဒီ ျွန်တော်တို့ရိုက်ကူးထားတဲ့ပုံတွေကိုကြည့်ချင်တယ်တွေးချင်တယ်သူတို့ဘာတွေအကူအညီပေးရမလဲဆိုတာမျိုးတော့သူတို့အသိရှိပုံရပါတယ်ပျက်စီးသွားတဲ့ဒီရှေးအောင်မွေနေအဆောင်တွေကိုရိုက်ကူးရေးလုပ်နေဆိုပြီးတော့လည်းသိရတော့လေဟိုအဲ့ဒီခြေအနေလေးလည်းပြောပြပါအောင်ဟိုပြီးတော့ရည်ရွယ်ချက်ကရောဘာဖြစ်မလဲပေါ့လေဟုတ်ကျွန်တော်တို့ကတော့ခုကျွန်တော်တို့ရဲ့ဆန်လုံးတမချက်တိုင်းပေါ့နော်ဟိုအနုပညာတံမိုးရင်းမှုတံမိုးသမိုင်းတံမိုးရှိရဲ့ ဈေးပထိုးတွေပြူကျသွားသေးပြီခွေအရင်ချက်ကူမတက်နေတယ်ပေါ့ဒါကတော့တဘေဘက်ကပဲဖြစ်ဖြစ်ဒီဖျားဈေးပထိုးတွေကိုပြူရင်ထိန်းသိမ်းလို့ကျင်နေဆိုရင်ကျွန်တော်မူလားပုံနဲ့အခုပုံနဲ့တိုက်ဆိုင်ပေးဖို့ရောနှိမ့်နိုင်ပြဖို့အတွက်ကုညီမယ်ပြီးရင်ကျွန်တော်ဒါကိုဒီစကိုင်းငလင်တန်းခံရတဲ့အမှတ်တမ်းကိုကျွန်တော်ကနောင်အနာကမျိုးဆက်တစ်ကိုညာ အတိပေးလိုတဲ့ရည်ရချက်နဲ့ဒီမှတန်းကိုကျွန်တော်ဖြည့်သွင်းလာပါပဲတခဏနေဒီကျွန်တော်က Google Drive to ဘာလဲ Drive link နေပေးမှာပါဘယ်သူမှမဆိုဝင်ချင်နိုင်အောင်လို့လေဒီသဘောပါဟိုလက်ရှိမှာရောပြီးစီးမှုခြေနေကဘယ်လောက်ရှိသွားပြီလဲဆရာတို့ဟိုပြီးတော့ဘယ်လောက်လောက်အခုရိုက်ကူးထားပြီလဲဗောလေအဲ့ဒါလေးလည်းပြောပြပါဦးအဲအမရပူရရဲ့အဲပင်ရရဲ့စကိုင်းရဲ့မန္တလေးရဲ့ရိုက်ကူးပြီးပါပြီနောက်ကျန်တာလေးတွေတော့နောက်တကြံပြီးရင်တစ်ခေါက်လောက်ပြန်ပြီးကျွန်တော်ရိုက်ဖို့စိတ်ကူးရှိပါတယ်ပြန်ရရအောင်ပါ မတန်းကိုရရတော့တော့ကျွန်တော်နိုင်တော့ထည့်သွင်းသွားမှာပါနောက်ဆုံးအနေနဲ့ပေါ့ဒီဒီငလင်ကြောင့်ပေါ့ဒီရှင်အောင်ဆောင်ဦးနေပျက်စီးသွားတယ်ပတ်သက်ပြီးတော့ဆရာအနေနဲ့ဒီဖြစ်ဆက်ပြောချင်တာရှင်လည်းပြောပြပါဦးခင်ဗျာကျွန်တော်တို့အားလုံးကဟိုနိုင်တော့ပြပြင်ထိန်းထိန်းသွားမှာယုတ်တိတော့ပြောရမှာရများတာပေါ့နော်များရင်လည်းတဖြည်းဖြည်းချင်းနဲ့ဟိုဒီအပျက်စီးရရှင်နေမယ်ပြီးရင်လက်ဆိုင်ရဖွဲ့စည်းနေဘယ်လိုပြပြင်ထိန်းထိန်းရမလဲဆိုတဲ့မျိုးတွေကိုဟိုအများပြည်သူကလည်းပတ်ဝန်းပြီးကြရင်ကောင်းတာပေါ့ဒီလိုပဲကျွန်တော်ပြောချင်ပါတယ် ရစရကေဒါကတော့စကန်ငလိန်ကြောင့်ပျက်စီးသွားတဲ့ယဉ်ကျေးမှုအမွေအနှိမ့်တွေဇယင်ဖြစ်ပါတယ်။ဘလူတွေပျက်စီးခဲ့လဲဆိုတော့ဘလော့တိပျက်စီးမှုရှိခဲ့လဲဆိုတော့ဒီထဲမှာပြောသွားတဲ့အတိုင်းပဲတထောင်ကျော်ခဲ့တယ်လို့သိရှိရပါတယ်။ဒီထဲမှာဘလူတွေဆက်ပြီးတော့ထင်းထင်းရမှာလဲဆိုတဲ့ဟာကတော့တက်ဆန်သူတွေဖွဲ့စည်းတွေနဲ့ပဲတက်ဆန်နေတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ စကန်းကလေးကြောင့်ပျက်စီးတွေပျက်စီးတွေရင်ကျေးမှုအမွေအနှစ်တွေကိုစည်ရင်းတွေကိုအတိအကျတွေကိုကျွန်တော်တို့အာပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုမေးရကြည့်ရှုအပ်ပေးနေကြတဲ့တို့လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြက်မှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ